ိုရီးယားပဲခောက်ဆဲကိုစိုက်မစားမယ်ဆိုရင်တကယ်ကိုရီးယားလက်ရဆစ်ဆစ်ကိုစားမှာကျွန်မစားပြစ်တာပါမဟုတ်ရင်ကျွန်မအိမ်မှာပဲခောက်ဆဲထုတ်ပြုတ်စားပါတယ်ဒါကတော့ကျွန်မအမြဲတမ်းသွားစားတဲ့အရန်ကြိုက်တဲ့ဆိုင်လေးပေါ့နော်အာရီယန်သီရိမင်္ဂလာအဲကမာယွတ်မြွတ်နဲ့သီရိမင်္ဂလာလမ်းမှာရှိပါတယ်အမတူမာလီနဲ့ညီမလေးကိုဒီနေ့တော့လိုက်ကြွေးပြစ်ပါတယ်ဒါကတော့ကျမအမြဲတမ်းရောက်ရင်အီပီမှာစားတယ်ရေခဲခောက်ဆွဲပါသူကရေလေးနဲ့ပေါ့နော်ရေခဲအေးအေးလေးနဲ့အီပီတယ် fresh ဖြစ်တယ်လမ်းဆန်းတယ်ပေါ့နော်ကျမညီမလေးကတော့ထမင်းတုပ်ပင်ပင်ပတ် ပင်ပင်ဘက်မှာလိုက်ပါတယ်ကိုရီးယားသမင်းတုပ်လေးဒါကိုရီးယားလက်ရဆစ်ဆစ်စားရတာပေါ့နော်သူကဂျိုးလေးတွေနဲ့အဲ့လိုမျိုးကြောပေးထားတာအရန်စားလို့ကောင်းတယ်ဒီမှာလေးကလည်းအရန်ကြိုက်တော့ကျွန်မကျွေးရကျွတ်တ်သွားပြီကိုယ်ကကျွတ်တ်သွားပြီပေါ့နော်အရင်တစ်ခေါက်ကသူ့အသားခင်ဘူဖေးဆိုင်ခေါ်သွားတာသူတယောက်စားရှင်ပြီးတော့အမဝတ်သားမလို့မစားဘူးဆိုပြီးငုတ်တုတ်ကြည့်ထားအညာအတယောက်စားရှုံသွားတာပေါ့နော်ဒီတစ်ခေါက်ကတော့တန်သွားပါပြီ ကျမတို့ကလေးကတော့ပဲခောက်ဆဲစားပါတယ်သူတို့စီမှာပဲခောက်ဆဲပကံလုံးတလုံးတလုံးအကြီးကြီးအများကြီးပဲအမှတ်ကြည့်လိုက်ဒါပေမဲ့မအီဘူးအရန်စားလို့ကောင်းတယ်တကယ်ကိုရီးယားခောက်ဆဲစစ်စစ်ပေါ့နော်ဒါကတော့ကျမသူ့ကိုနယ်ပေးကပေါ့နော် ဆာဖစ်ဂျေးယူလိုက်တာပါ။အဲခောက်ဆဲရောက်နေဆိုင်တော်တော်များများဗမာဆိုင်တော်တော်များများခောက်ဆဲတုတ်ကိုပဲပြန်ပြီးလုပ်ပေးတာပါ။ကျွန်မအဲ့ဒါအဲ့ဒါကြောင့်မလို့ဘဲခောက်ဆဲကိုအပြင်ဆိုင်ဒီမှာမစားဘူး။စားပြင်ကျွန်မကိုရီးယားဆိုင်ဒီခုစ်တို့အဲဒီအာရီယန်တို့ပြီးဟန်ကုကွမ်တို့အဲ့မှာကျွန်မစားဖြစ်ပါတယ်။တကယ်ကိုရီးယားကားရရအတိုင်းခောက်ဆဲလုံးအရှိကြီးတွေနဲ့ပကံလုံးအကြီးကြီးနဲ့အနှစ်တွေအများကြီးအသားတွေအများကြီးနဲ့ပေါ့နော်။ဒါတော့ကြက်အမဲသားဆိုရင်အမဲသားတုံးတွေအများကြီးနဲ့အဲ့လိုမျိုး share လုပ်ပေးတာပေါ့နော်။ပေးရတဲ့စီးနဲ့လည်းတန်တယ်။စားလို့လည်းအရန်ကောင်းတယ်။ကဲခုနေရာအမှန်ပြန်ရောက်ပါပြီ။ဒါကတော့တကယ်ဟိုဟဲ့ ကျွန်မအမြဲတမ်းမှားစားတဲ့ရေခဲခောက်ဆွဲလေးပေါ့နော်။ဒါရေခဲခောက်ဆွဲလေးကမှွေးပြီးအေးချိုလေးပေါ့နော်။တခွားသီးနဲ့ဒီပန်းသီးလေးတွေပပလီရတာလေးတွေ啊လေးချိုပြီးတော့သူကချင်ပတ်ရေလေးနဲ့ရေခဲနဲ့ပေါ့နော်။ရေခဲအေးစိတ်နေရပဲ။အေးအေးလေးနဲ့ဘယ်လိုပြောမလဲစားလိုက်ရင်အီပြေပြီးတော့ဟို fresh ဖြစ်တယ်လမ်းဆန်းသွားတယ်ပေါ့နော်အဲကျမသွားရင်ပဲခောက်ဆဲရောရေခဲခောက်ဆဲရောစားတယ်ပဲခောက်ဆဲလေးကအီရင်ဒါလေးဒီ ရေခဲခောက်ဆွဲလေးအချင်းချွချင်းကြီးလေးနဲ့ဆိုတော့အရင်အဆင်ပြေတယ်အကလုံးမြစားပါတော့တပွဲတပွဲကိုပကိုင်းနဲ့အကြီးကြီးဆိုတော့အဲညီမ၃ယောက်အကုန်မြစားတယ်ပြီးရင်သူက side dish လေးတွေလည်းကြည်လိုက်အမအစုံမဲချပြီးဟင်းနူးနွယ်တုပ်အာလူးတုပ်ပြီးရင်ငရုတ်သီးချင်ပတ်အစုံချပြီးတယ်အဲအာလုံးပေါင်းရှင်းလိုက်ရတာ၃ပွဲပေါ်မှာ9000ကျော်ဆိုတော့အရင်တန်ပါတယ်စားပြီးတော့ရင်လည်းဖရဲသီးချူအေးလေးလက်ဆောင်ချပြီးပါသေးတယ်ကြည့်ပါအောင်၃ယောက်ဒါတိတ်မကြိုက်ရှာဘူး side dish တွေကစားအကုန်ပြောင်းရှင်းရမယ်အရင်စားလို့ကောင်းပါတယ် ြန်ပါပြီ။ကဲဖြစ်တာလား။ပိုက်ပြဲလာပါပြီ။တော့ရပြန်ပါပြီ။ပြန်ပါပြီ။ဥမာဒါအိတ်ဆွဲလေးတယောက်ခေါ်လာ။အိတ်ဆွဲ